အားလုံးမင်္ဂလာပါခင်ဗျာဧပြီလ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုပြန်ဆက်ပေးပါမယ်ဆိုတော့ဧပြီလ9ရက်နေ့ရောက်လာပြီဆိုတော့ကျွန်တော်တို့ဒါငလင်လောက်တာလဲကျွန်တော်တို့ရပောင်း10နဲ့ချီကြာခဲ့ပြီပေါ့နော်10နဲ့ချီကြာသွားတဲ့အချိန်မှာပြန်လေချူအောင်ရေးတွေကျွန်တော်တို့ဟိုထိထိရရလုံနိုင်ပြီလားလို့မေးရင်တော့ဒီအချိန်ဒီကာလနဲ့ကတော့ လုံးမမဖြစ်နိုင်တဲ့ကာလဖြစ်တယ်ပေါ့အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့အစိုးရကိုဝေဖန်မယ်ဆိုလို့ရှိရင်လည်းရင်ရက်တည်းကကျွန်တော်ပြောသလိုပဲဘလုံးမဝေဖန်လို့မရတဲ့အနေထားပဲဒါဆိုကိုယ်တိုင်ပြန်ထူထားရမယ်အနေထားပေါ့နော်ဆိုတော့လည်းသူတက်နိုင်တဲ့နီလန်နဲ့သူလုတ်တယ်လက်တလုံးကတော့ဒီရှာဖွေကူညီကလေးရတော့အဲပြီးပြတ်တလောက်ဒီပါဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့လည်းမန္တလေးထဲမှာချူတော့ဒီဟိုတယ်မော်တယ်ဒီအောက်က ဒက်ဘော်ဒီတွေကဒီနေ့ထိဆက်ပြီးတွေ့ရှိနေစေဖြစ်ပါတယ်အဲဖြည့်ရနေရဆိုလို့ရှိရင်ဒီ Winstar Hotel နဲ့ဒီ Sky Villa ဒီ condo အောက်မှာပေါ့နော်ဒက်ဘော်ဒီတွေဆက်ရှိနေစေပေါ့ဒီတိုင်းတာချက်တွေအရာချို့တော့တိုင်းတာချက်တွေအရာလဲအောက်မှာရှိသည့်တည်းဆိုတဲ့အကြောင်းဒီသမှုပင်ရဲ့ပုံမှာရေးသားနေတယ်လေမြင်ရတော့ဒါပေမဲ့လက်ကဘယ်လိုပြောရမလဲအရင်ကြီးတော့အဆင်မပြေတော့ ်ကေဇယ်တဲ့သူတွေတော့ပါနောက်ပိုင်းဆိုရင်အန်ဒီရရှိလာနိုင်တယ်။ဘာကြောင့်လဲဆိုတော့အရင်ကဒီမိုးရွာဒီတိုက်တာတွေဖြစ်တယ်။အဲ့လိုဖြစ်တဲ့အချိန်မှာအချို့ဒီပြူအပ်ဆဲဆဲပေါ့နော် ပြူလူဆဲဆဲအဆောက်အဦတွေထပ်ပြီးပြူကြတာရှိတယ်ပေါ့ထပ်ပြီးတော့ကဲမယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ကဲတာထပ်ကုန်ပြီးပေါ့နော်တက်ရှင်နေတဲ့သူမရှိတော့တဲ့အချိန်မှာဓာတ်ပေါ်ဒီတွေပဲမိသားစုတွေအနေနဲ့ကတော့ဒါစားနာပါတယ်လိုချင်ပါပေါ့နော်ထပ်ပြီးတော့ဆွဲထုတ်မယ်ဆိုလို့ရှိရင် ဒီထဲမှာရှိနေတဲ့ဒီကုညီနေတဲ့ကေဇေးသမားတွေတွေ့ပါနေနေလေးဒုက္ခရောက်သွားနိုင်တယ်ဗောနော်။မပြောဒီကေသေးကြီးလုပ်ငန်းတွေကတော့တစိမ့်တစ်ပိုင်းကတော့ပြီးပြီလို့ပြောလို့ရတာ။ဒါပေမဲ့အပြည့်စီးဆုံးရှုံးမှုอ่ะဗော။ဒါအခုချိန်ထိတော့ညတွက်ချက်ထားတာတော့ကျွန်တော်တစုံတရာတော့မတွေ့သေးဘူး။မနိုင်ငံသားမှဆိုရင်ကျွန်တော်တို့အဲမီတော်မီလောင်တယ်ဗော။လောင်းရင်ဂျလီမှာမီလောင်တယ်။မီလောင်ပြီးတော့အပီးမှာကျွန်တော်တို့ဘယ်လောက် ဘယ်လောက်ထိဆုံးရှုံးသွားတယ်ဆိုတာကျွန်တော်တို့တွက်ချက်လို့ရတာပေါ့ estimate ပေါ့အခုလို့ဆိုကျွန်တော်တို့နိုင်ငံမှာဖြစ်သွားတဲ့အနေအထားကအဲစကိုင်းမန္တလေးဂျာတယ်မန္တလေးတိုင်းဒေသကြီးတော်တော်များများပေါ့နော်ပြီးလို့ရှိရင်ဒီဘက်ကနေပြည်တော်နေပြည်တော်မြို့ပေါ်တော်တော်များပေါ့ပြီးလို့ရှိရင်ပဲခူးကနည်းနည်းပေါ့ဒီဖြစ်သွားတဲ့အနေအထားမှာကျွန်တော်တို့ဘယ်လောက်ဆုံးရှုံးသွားလဲဆိုတာတွက်ဆလို့မရဘူးအစိုးရကတော့အစိုးရသူတက်ဆိုင်ရာဌာနအလိုက်သူပြန်ပြီးတော့ထူထောင်မှုတွေလုပ်ရမယ်ဒီနောက်ပြီးလို့ရှိရင်အစိုးရကတော့ ဒီပြည်သူတွေကိုလည်းအဲအတတ်နိုင်လို့သူပြန်ပြီးထောက်ပံ့အောင်ပဲအဲ့မှာသူတတ်မှတ်ထားတာကငလင်ကြောက်ထိခိုက်တည်ဆုံးသွားတဲ့သူတွေတူဦး၁၀သိန်းနှုံးပေါ့နော်နောက်ပြီးအဆောက်အဦတွေလည်းအဆောက်အုံလိုက်ပြန်ပြီးတော့ထောက်ပံ့မယ်လို့ပြောတယ်ဒါလည်းမတတ်နိုင်တဲ့ဂျာတွေကပေါ့နော်အစင်မပြေတဲ့ဂျာတွေကခက်ခဲကြက်တဲနေတဲ့ဂျာတွေကဒီလောက်ပြန်လုပ်ပြီးရဆိုရင်ဒါကျေးဇူးတရားမှာကြောက်လည်းမီလို့ရှိရင် လက်ရှိဒီနိုင်ငံမှာကကိုကိုတိုင်တော်မှအခွန်တပြားတစ်ချက်မဆောင်ကြဘဲနဲ့အစိုးရကြီးကပြန်ရဖို့ကြတော့အမြဲတမ်းမေးခွန်းထုတ်တက်ကြတဲ့သူတွေများတယ်လေအဲ့တော့အစိုးရ70သိန်းပြီးတဲ့ဆိုရင်70သိန်းလောက်တော့အဲကျေးဇူးတင်ရကောင်းပါတယ်နောက်တစ်ခုကကျတော့ဒီမြမအာမခံလုပ်ငန်းပေါ့မြမအာမခံလုပ်ငန်းကလည်းငလေးနဲ့ပတ်သက်ပြီးဆုံးရှုံးသွားတဲ့ဟာတွေကိုသူတွက်ချက်နေတယ်။ဒါလည်းသူ့စီမှာအမခံထားထားအောင်မှမထားရလို့ရှိရင ဒါပါမှရပြန်ရစရာအကြောင်းမရှိဘူးเนาะအဲ့တော့ငါအမကန်လုပ်ငန်းကလည်းပြန်ပြီးတော့ရောပြီးမယ်ဆိုပြီးတော့ပြောပါတယ်အခုချိန်ဒီလိုအပ်ချက်ကဘာဖြစ်နေလဲဆိုတော့စီပင်ရေတုံးတဲ့နေရာတွေမှာကျွန်တော်တို့နေပြီးတော့မှာဆိုလို့ရှိရင်စီပင်ရေတုံးတဲ့နေရာတွေမှာရေလိုအပ်ချက်ရှိနေသေးပေါ့เนาะရှိရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အခုချိန်ဒီတာရေကပြီးဝင်နေရတယ်မနေ့ကရှေ့ရက်နေပေါ့ညဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်မှောင်နေသည့်ပေါ့7နိုင်9နိုင်လောက်ထိကိုကျွန်တော်တို့ရေလိုက်ပြီးရတယ် ရည်လိုအပ်ချက်ရှိနေသေးဖြစ်ပါတယ်။သုံးရည်ပေါ့အဓိကတော့သုံးရည်လိုအပ်ချက်ရှိနေသေးဖြစ်ပါတယ်။တောက်ရည်ကတော့ထုံးစံနိုင်လက်စမီတွေပြင်ရတယ်ဆိုလို့ရှိရင်အဲရည်တန်းဆက်ယုံတွေရည်ပြန်ထွက်မယ်ထွက်လို့ရှိရင်ဝယ်တောက်လို့ရတယ်ပေါ့နော်။သုံးရည်ကတော့အခုချိန်ထိခက်ခဲနေသေးဖြစ်ပါတယ်။ဒါနောက်တည်နေဘုတ်ကတော့ကျွန်တော်တို့အစိုးရကနေပြီးတော့ဒီအပြစ်ခတ်ရစေးကြီးကြီးညာထားတယ်ပေါ့နော်တစ်ဖက်သက်တချမ်းအပြစ်ခတ်ရစေးကြီးကြီးညာထားတယ်။ဒါငလင်ကြောင့်ထိခိုက်သွားတဲ့ပြည်သူတွေကိုဒီဘက်မှာကိုကြီးက လုပ်ငန်းတွေကစရာလုပ်ငန်းတွေလုပ်နေတယ်။နောက်ပြီးတော့ဒီအပေါ်မှာစာနာထောက်ထားသောအဖြစ်တစ်ဖက်သက်အပြစ်ခတ်ရစေကြီးကြီးညာထားတယ်။အဲ့ဒီအချိန်မှာပဲစကိုင်းနိုင်ဒေတာကြီးအင်းတော်မှာရှိတဲ့အဲတပ်စခန်းချို့ကို NG လောက်ခံ PDF ဖွဲ့တွေနဲ့ KIA တောင်းကျန်းသူ ပူပေါင်းဖွဲ့တွေဝင်ရောက်တင်စီသွားတယ်။အဲ့ဒီမှာပြောစရာတွေဖြစ်လာတယ်ဗောနော်။ဒီ ။ဒီကဝေဖန်တဲ့သူတွေပေါ့ဝေဖန်တဲ့သူတွေအများနဲ့ဝေဖန်သုံးသပ်တဲ့သူတွေပြောကြပါဖြစ်လာလဲဆိုတော့လက်နက်တွေတော်တော်များများသိမ်းဆီးခံလိုက်ရတယ်။အဲ120မမဟော်ဝေဇာတွေအပါဝင်ပေါ့အမေရဲ့စနိုက်ပါတွေရောပြီးလို့ရှိရင်ငကြင်းမီဆက်လက်တွေပေါ့နော်ဆက်လက်တွေလက်နက်ငယ်တွေအများအပြားပြီးလို့ရှိရင်ကြည်အများပြားလက်ပစ်ပုံအများပြားသိမ်းဆီးခံလိုက်ရတယ်။ဒါကတော့စခန်း ဆုတ်ခွာသွားတယ်ဆိုရင်တော့တိတ်စီခံရမှာပဲထူတော့မထူဆန်းဘူးပေါ့နော်ဒါပေမဲ့လည်းဒီပြည်သူစစ်အဖွဲ့ဝင်တွေဆိုလို့ရှိရင်အများတမ်းပဲဒီတနက်အဆုတ်လေးတနက်အဟောင်းလေးပေါ့နော်ပြီး63လို့နောက်ပြီးလို့ရှိရင် G3 တို့ G4 တို့အဲ့လိုမျိုးတုံးချက်တော့ပြည့်တစ်ချက်မထွက်အတောင်ရှောင်းမထွက်ပြက်ဒီလိုတနက်တွေပြေးထားပြီးတော့တကယ်တမ်းဟိုဘက်ကတိမ်သွားတယ်ဆိုလို့ရှိရင်ပါသွားတဲ့တနက်တွေကအကုန်လုံးကတနက်အကောင်တွေပါသွားတဲ့ခါကျတော့အကဲထောက်ပြတဲ့သူတွေအတွက်လည်း ထောက်ပြခြင်းစရာကြီးဖြစ်တယ်ပေါ့နော်။နောက်တဲ့တင်းဘုကရခိုင်ပြည်နယ်မောင်တော်မြို့နယ်ထဲမှာရှိတဲ့ဒီဘင်္ဂလီဒီနေတဲ့ရွာပေါ့နော်။ဘင်္ဂလီဒီနေတဲ့ရွာအဲ့ဒီရွာကိုအေရနေမီရှင်းလေးလုံးမဆိုပြီးတော့ဝင်ပြီးတော့ရှင်းတယ်ရှင်းတဲ့ချိန်မှာအရွယ်မရောက်သေးတဲ့ဘင်္ဂလီလူမျိုးခလေးငယ်တဦးအပါဝင်အယက်သားလေးဦးကိုဖမ်းဆီးသွားတယ်လို့ပြောပါတယ်။အဲ့ဒါဧပြီလ6ရက်နေ့ကအဲဒီကြားကောင်းတောင် ဘင်္ဂလီရွာကိုအေဖွဲ့ကဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။အဲလိုဝင်ရောက်စီးနင်းတဲ့အချိန်မှာဘင်္ဂလီလူမျိုး၅ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။နောက်ပြီးဒီအစိုးရရဲ့ထုတ်ပြန်ချက်အရဧပြီလ၈ရက်နေ့အထိပေါ့နော်။ငလင်ကျောက်တည်ဆုံးသူ3645ဦးရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ9019ဦးရှိပါတယ်။နောက်ပျောက်ဆုံးတဲ့သူကတော့148ဦးရှိတယ်လို့သိရပါတယ်။နောက်တစ်ခုကတော့ဒီငလင်ကျောက်အင်းဝမြို့ဟောင်းမှာ ရှေးဟောင်းအဆောက်600ကျော်ပေါ့နော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရတယ်အဲဒီငလင်ကပိဆက်မှုတော်တော်ကြီးမားပါတယ်အသက်တွေဆုံးရှုံးနေနန်းဒီတိုက်တာအဆောက်အဦတွေပြိုကျပျက်စီးတယ်ဒီလိုပဲရှေးဟောင်းအဆောက်အုံတွေပေါ့နော်ရိုးရာအမွေနဲ့ကျွန်တော်တို့ရဲ့ထိမ့်သိမ့်ရမယ့်အရာတွေပျက်စီးဆုံးရှုံးမှုတွေလည်းအများပြားကြုံခဲ့ရတယ်နော်အဲသူဖြစ်ဒီမဟာမြတ်မုနိဖရာကြီးတော်မှာဒီဆောင်းနှန်းနေပြိုကျတာ တော့မခိုက်တော်ရီစောင်းသွားတာဒီလောက်ထိကိုဖြစ်သွားတဲ့အနေထားပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်ကျွန်တော်ရဲ့ Telegram မှာလည်းကျွန်တော်တင်ထားပေးပါတယ်။ပြီးလို့ရှိရင် YouTube မှာလည်းတင်ပေးပါမယ်။အဲ့ဒါတော့မြန်မာနိုင်ငံမှာရဲတပ်ဖွဲ့ကလှည့်ကင်းပြီးကင်မုံးပြီးလုံခြုံရေးဆောင်ရွက်ပေးနေတယ်ဆိုတဲ့အကြောင်းလူရဲမှုဓမြမှုတွေဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင်ဒီဆက်ရစခန်းတွေကိုတိုင်ကြားနိုင်တယ်။အဲ့စခန်းဖုန်းနံပါတ်တွေကိုလည်းအဲ့အဲ့ဒီမှာထည့်ပြီးရေးထားတယ်ပေါ့နော်။ရဲမှုတွေရဲ့ဖုန်းနံပါတ်အဲ့ရေးထားတာဖြစ်ပါတယ်။အဲ့တော့ Telegram မှာတင်ထားရည်တော်တော်ကျွန်တော်ကြည့်ကြည့်မှလည်းဆက်ပြီးတင်မယုံမယ်ပေါ့နော်အဲ့မှာပြောချင်တာကဘာလဲဆိုတော့ဆိုင်ကယ်တစ်ခုခိုင်းအုပ်စုပေါ့နော်အဲအများပြားပေါ်ထွက်လာတယ်အရင်တည်းကလည်းမရှိလားဆိုရှိတယ်ပေါ့ကျွန်တော်ပြီးခဲ့တဲ့ရက်မှာကျွန်တော်မိတ်ဆွေတွေကဆိုင်ကယ်ပျောက်သွားတယ်အဲဒီမှာအတွေ့အကြုံရပြောရမယ်ဆိုရင်တို့ရဲတွေပြောတယ်တို့ရဲဆိုင်ကယ်တော့မှအဲ့လိုမျိုးခိုးဖို့ကြံစည်တာခံရတယ်ခိုးခံရတယ်ဒါမျိုးတွေဖြစ်တယ် တော့ခိုးခံရတယ်ဆိုတော့တိတိတသာခိုးခံရလားဆိုတော့မဟုတ်လေမာစတာကီးတွေကအဲတော်တော်လေးလွယ်လွယ်ကူကူထွက်တယ်လွယ်လွယ်ကူဝယ်လို့ရနေတယ်ရတဲ့ခါကျတော့မန္တလေးကနေပြီးတော့ယူရာဘေးဆိုယူရာဘေးမာစတာကီးနော်တယူဘေးဆိုတယူဘေးမာစတာကီးတွေကိုဝယ်လို့ရတယ်အဲ့ဒီမာစတာကီးတွေနဲ့ကိုဆိုင်ငယ်လိုပဲတက်ပြီးတော့ခွာဖွင့်သွားလိုက်ပြီးမောင်းသွားလိုက်ပါသွားတာပဲနော်အဲ့တော့တုံတုံမတင်ကဖြစ်စရာလည်းအကြောင်းမရှိနေဘူးပေါ့နော်ဒါတွေကိုလည်းတိတိကျကျ တွန်းလှန်တာဖြတ်တိုက်ဖြတ်စေချင်ပါတယ်ဒီချိန်ဒီကာလမှာဆိုင်ငယ်စည်းပြန်ဝယ်နိုင်မှုဆိုတာနော်ဒီလိုပဲအခြားသောပစ္စည်းတစ်ခုပြန်ပြီးအစားထိုးနိုင်မှုဆိုတာတက်နေတဲ့ဈေးတွေနဲ့ဘလို့နည်းနဲ့မှမဖြစ်နိုင်ပါဘူးနော်ဒါတွေလည်းတည်တည်ကြာလေးစီစီတိုက်ဖြတ်ဖို့လိုမယ်ထင်ပါတယ်အဲ့ဒီမှာဆိုင်ငယ်ခိုးတဲ့ထဲမှာတော့ဒီ GPS တက်ထားရင်တော့ပို့ပြီးအဆင်ပြေပါတယ်ဒါတော့မှတော်တော်လေးအဲသူတို့ရဲ့လျှင်မြန်မှုပါနှတ်မှုနဲ့ GPS တွေဖြုတ်တာတွေနော်အဲ လိုက်လို့မမိတော့တဲ့အထိဟိုမောင်းပြီးထွက်ပြေးသွားတာဒီဒီလိုအခြေအနေမျိုးတွေတောင်အဲလောက်တယ်လို့ဒီရဲတပ်ဖွဲ့ကလည်းပြောပါတယ်နောက်တရင်တဘောကတော့ဒီလိုအချိန်ဒီလိုကာလမှာပေါ့နော်လူတွေအကုန်လုံးကဒီငလျင်ဘေးကူဖို့အတွက်အာလုံးဒီပါခလေးတွေအစလောက်ကြတယ်မနေ့ကဆိုရင်ဒါရှေ့ရက်နေ့မှာကျွန်တော်ရုပ်တံတခုတွေ့တယ်ရွှေပီတာဘက်ကထင်တယ်နော်ကောင်လေးတယောက်ကသူ့ရဲ့မွေးနေ့ကိုမွေးနေ့မလုပ်တော့မွေးနေ့မလုပ်ဘဲနဲ့သူ့ စုထားတဲ့ဆယ်သိန်းကိုအဲ့ဒီမှာရှိတဲ့ဒေတာကန်ပရိုက်တာအတင်းကိုပြီးလိုက်တယ်ပြီးပြီးတော့အဲ့မှာငလင်ပေးသွားကိုဆိုပြီးတော့ဗောနော်သူတကူသားလုခိုင်းတယ်ဗောအဲ့မှာသူ့မိတော့သူမျက်ရည်နဲ့မျက်ခွန်းနဲ့ခါဖြီးတယ်စာနာတယ်ဗောဒီတိုက်အောင်မပြီးနေတဲ့သူတွေခလေးတောင်ဒီလောက်မြင်တတ်တယ်ဒါမဲ့လည်းဒီလိုလူတွေမအားမလက်ဖြစ်နေတဲ့အချိန်တွေကိုခွင်းကောင်းယူပြီးတော့ညောင်မြုပ်နဲ့ငတရောက်မြုပ်အမှတ်3ရက်ကွာမှာရှိတဲ့ပြည်သူတို့အူကို PDF ဖွဲ့ကတနတ်နဲ့ပြစ်ခတ်တတ်ဖြစ်ပါတယ် ဒီလိုအကြောင်းမျိုးမျိုးကြောင့်စစ်တပ်နဲ့ပဲဖြစ်ဖြစ်တော့ဒေသအုပ်ချုပ်ရေးဖွဲ့နဲ့ဖြစ်ဖြစ်ပတ်သက်တာပြောဆိုတာဒီလိုမျိုးကြုံခဲ့ဘူးကောင်ကြုံခဲ့ဘူးပါလိမ့်မယ်။ဒါကြောင့်မို့လို့တတ်တယ်လို့ပဲကျွန်တော်အနေနဲ့ယူဆပါတယ်။ဒါမဲ့လည်းဒီအချိန်မျိုးမှာတော့စိုးရတော့မှတစ်ဖက်သက်ပြစ်ခတ်ရစေရတော့ကြေညာထားတယ်။ဒီလိုအချိန်မျိုးမှာတို့ကလူလိုက်တတ်နေသေးတယ်။တော်တော်လေးလည်းတရားကြဖို့ကောင်းပါတယ်။နောက်တစ်နေ့ဘောကတော့ဧပြီလ9ရက်နေ့တိုင်းထွာချက်တွေအရာ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာမိုးထစ်ကြုံရွာပြီးတော့နေရာကွက်ပြီးမိုးကြီးနိုင်တယ်ဆိုတဲ့အကြောင်းအဲကြေညာထားပါတယ်အခုတော့ဒါရွက်ဖြစ်နေတဲ့တော်တော်များများတော့နှံ့နေပြီလို့ကျွန်တော်ထင်ပါတယ်ဆိုရလည်းရွက်ဖြစ်နေတဲ့တော့ဒီနိုင်ငံတကာလာတဲ့ agency တွေနိုင်ငံတကာလာတဲ့အဖွဲ့အစည်းတွေကလည်းရွက်ဖြစ်နေတဲ့စီစဉ်ပြီးနေပြီပေါ့နော်ဒါပေမဲ့ရွက်ဖြစ်နေဆိုတာတကယ်တမ်းမိုးကြီးလာတယ်ဆိုလို့ရှိရင်တော့အဆင်မပြေနိုင်ပါဘူးဒီအိမ်ပြူသွားလို့လက်မော်မှာနေရတဲ့ပြည်သူတွေအတွက် ဒါမှမဟုတ်ရှင်အိမ်ပြုတ်လူဆဲဆဲဖြစ်လို့မနေရသေးလို့စိတ်ချောက်ချလို့လက်မမနေရတဲ့ပြည်သူတွေအတွက်ကတော့ဒီလက်ရှိမိုးရွာမယ်ဆိုတဲ့တည်င်းကအဲတကယ်ပဲစိတ်ညစ်စရာပါပဲစိတ်ညစ်စရာပါပဲဆိုတော့ဒီလိုဒါဧပြီလလည်းရောက်လာပြီဖြစ်တဲ့အတွက်မိုးကတော့အကြီးတက်ပါတယ်မိုးကြီးတယ်လို့လေလဲကြီးတက်ပါတယ်အဲ့ဒီအတွက်တတိထားစောက်ကြည့်ဖို့လိုပါတယ်နောက်တည်င်းဘုကတော့နိုင်ငံတော်စီမံချုပ်ရေးကောင်စီ နော်အမိတ်မှတ်28မြန်ဆောင်2025ကိုထုတ်ပြန်ထားပါတယ်အဲ့ဒါတော့ပြည်တော်စုရေကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌတောင်းပေးရတဲ့တည်င်းပေါ့နော်ဆိုနိုင်ငံတော်စီမံချုပ်ရေးကောင်စီအနေနဲ့လွတ်လပ်ပြီးတော့တရားမျှတတဲ့ပါတီဒီမိုကရေစီထူထူရေကောက်ပွဲကိုကျင်းပနိုင်ဖို့အတွက်အဲပြည်တော်စုရေကောက်ပွဲကော်မရှင်ကိုပြည်တော်စုတမရမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံခြေတော်ဥပဒေဒီကောက်ပွဲကော်မရှင်ဥပဒေနဲ့အညီဖွဲ့စည်းတောင်းပြီးစီခိုင်းထားတယ်လက်ရှိချိန်မှာတော့ဒါရေကောက်ပွဲနဲ့ ဒါနီးကပ်လာပြီပေါ့နော်နီးကပ်လာတဲ့အတွက်ပို့ပြီးတော့လုပ်ငန်းတွေတွင်ကျေဖို့ပို့ပြီးတော့အထောက်အကူပြုဖို့အတွက်ပြောင်းစုရေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်ဦးတန်းစိုးကိုဖွဲ့စည်းပုံခြေကောင်းပြီးပုံမှန်၄တက်ကိုအရရေးကောက်ပွဲကော်မရှင်ရဲ့ဒုတိယဥက္ကဋ္ဌတာဝန်ပေးအပ်လိုက်တယ်ဆိုပြီးတော့တော့ဗကြူကြီးအောင်လင်းတွင်အမိန်နဲ့ထုတ်ပြန်ထားတယ်ပေါ့နော်အမိန်ရထုတ်ပြန်ထားတယ်ပေါ့အဲ့တော့ရေးကောက်ပွဲကလည်းတကယ်တမ်းပြောရင်တော့နီးတော့နီးကပ်လာပြီကျွန်တော်နိုင်ငံလက်ရှိဖြစ်နေတဲ့အနေထားနဲ့တဖက်တလန်ကနေလုံနေရတယ်မဖြစ်မနေ တဲ့ political is it ပေါ့နော်ကျွန်တော်တို့ဒီမဖြစ်မနေနိုင်ငံထွက်ပေါက်လို့ခေါ်တယ်သွားမှဖြစ်မယ်မသွားလို့ရှိရင်နိုင်ငံအတွက် ပူပြီးတော့ရုန်းကန်သွားနိုင်တယ်ပေါ့ဒီလိုအနေထားဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ရေကောက်ပွဲကလည်းကျွန်တော်တို့မဖြစ်မနေကြုံရမယ်မဖြစ်မနေဆင်လွှဲရမယ်အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်နောက်တတိယဘက်ကတော့ဒါတရုတ်ဘက်ကထုတ်ပြန်တယ်ပေါ့အမေရိကန်ကဆင်နှွှဲနေတဲ့ကုန်သွယ်ရေးစစ်ပွဲကိုအဆုံးထိတိုက်သွားမယ်ဆိုပြီးတော့တရုတ်ဘက်ကပြောတယ်ပေါ့အဲ့တော့ ဒီလိုလောက်တာသူတို့လောက်တာအကြောင်းမို့ဂျားထဲမှာကျွန်တော်တို့နိုင်ငံငယ်တွေအတွက်ပို့ပြီးတော့ထိခိုက်တယ်ဟိုပေါ့ဒေါ်နယ်ထရန့်ရဲ့မူဝါဒတွေကြောင့်ဒီတရုတ်ရဲ့ဒီကုန်သွယ်မှုဆုံးရှုံးမှုငွေရလဲထရီလန်နဲ့ချီဖြစ်ပေါ်လာပြီเนาะဟိုဖြည်းဖြည်းနဲ့ခွန်စည်းချက်မှုတွေကလည်းမြင့်တက်လာတာဖြစ်တဲ့အတွက်တရုတ်ဘက်ကလည်းဒါအောင်မကျေနပ်တော့ဘူးထင်ပါတယ်အဲ့ဒီအတွက်သူတို့ဘက်ကအဆုံးထိဆက်တိုက်မယ်ဆိုတဲ့သဘောမျိုးပေါ့เนาะကျွန်တော်နိုင်ငံငယ်တွေအတွက်တော့ဒီ trade war ကိုအမြဲတမ်းအဲ လက်ဆင်းခံရတဲ့အနေထားပဲပေါ့နော်နောက်တစ်ခုတော့ကျွန်တော်တို့ဒီငလင်ဘီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောရတော့မယ်နော်ငလင်ဘီးနဲ့ပတ်သက်ပြောရမှာဆိုရင်ဆိုတော့ကိုလုံးနိုင်တာမလုံးနိုင်တာတပိုင်းပေါ့မလုံးနိုင်တဲ့သူတွေအပြစ်မပြောဘူးဒါပေမဲ့ခုနရွေးကောက်ပွဲဟိုဒီကော်မရှင်သူဥက္ကဋ္ဌတောင်းပေးတဲ့အချိန်မှာကျွန်တော်သွားတတိယသွားတာဗာလဲဆိုတော့နိုင်ငံရေးပါတီတွေဒီမှာထွက်ပြီးတော့ကုညီမှုပေါ့နော်နိုင်ငံရေးပါတီတွေထွက်ပြီးကုညီမှုပေါ့ကျွန်တော်တို့ခုချိန်ဒီကတော့အဲ နိုင်ငံရေးပါတီတွေကူညီတဲ့ထဲမှာပါတီနှစ်ခုလောက်ပဲကျွန်တော်မြင်တယ်။အကြီးကြီးမားမားကူညီတယ်ပေါ့နော်။ဆိုတော့အင်းဆုံးတော့ပြည်တဲ့ပြည်ခိုင်ဖြိုးပါတီကနိုင်ငံတော်အဲငွေကြေးသိန်းသုံးတော့လုပ်တယ်ပြီးတော့သူ့ပြည်ဒီတိုင်းဒေသကြီးတစ်ခုစီကို1000စီကို6000အဲတာမျိုးကူညီတာတွေ့တယ်။ပြီးတော့ဒီဆေးကုတာတွေနောက်ပြီးလို့ရှိရင်ဒီသူတို့ဘိုလ်လုံးမှုဆောင်အဖွဲ့တွေပေါ့နော်။ဘိုလ်လုံးမှုဆောင်အဖွဲ့တွေထွက်ပြီးတော့ကူညီတာရှိတယ်။နောက်ပြီးလို့ရှိရင်တော့ပြည်သုံးလုံးပါတီပေါ့။ပြည်သုံးလုံးပါတီကလည်းအဲသူလည်းထွက်တယ်ပေါ့နော်။ ။ဒါပေမဲ့တချို့နိုင်ငံရေးပါတီတွေအခုချိန်ထိမတွေ့ရအောင်ထွက်မလာဘူးပေါ့နိုင်ငံရေးပါတီတွေလုံးဝထွက်မလာ။ဒါပေမဲ့ဟိုဆရာသမားတယောက်ပြောသလိုပဲဟိုတခါဥပြီးတော့အခါတရာအော်သလိုမျိုးတော့အဲလှုပ်တဲ့သူတွေလည်းအချို့တော့ရှိမှာပေါ့နော်။အဲတခုလောက်လှုပ်ပြပြီးတော့ဒါဇတိုက်ဇတိုက်ပေါ်ပြနေတယ်။အဲတခုပဲဇတိုက်ဇတိုက်ပေါ်ပြနေတယ်ပေါ့။တကယ်တမ်းမြေပြင်မှာတကယ်ကူညီနေတဲ့သူတွေကြတော့လေဟိုခဏခဏမပေါ်ပြပဲနဲ့ သူကလည်းသူလော်ယူလို့စင်တိုင်းလုပ်နေတာလည်းရှိတာပေါ့နော်ဒါပေမဲ့ပြောပြောချင်တာကတော့ជីជីမမကုညီတာဆိုလို့ပြည်ခိုင်မျိုးပါတီနဲ့ပြည်ပြည်သူ့လုံးပါတီပဲတွေ့တယ်ဂျန်နက်ပါတီကတော့အဲမထွက်ဘူးပေါ့မတွေ့ဘူးပေါ့နော်တိတ်ပြီးတော့မတွေ့ဘူးပေါ့နောက်ပြီးတော့မြန်မာနိုင်ငံငလင်ဘေးအတွက်ကုလသမဂ္ဂနော်နိုင်ငံတကာခရီးကဘပြုထားတဲ့အတိုင်းဒေါ်လာ63တန်းနဲ့ကုလသမဂ္ဂအရေးပေါ်ရန်ပုံငွေရဲ့ဒေါ်လာ5တန်းအသုံးပြုမယ်ဆိုပြီးတော့ပြောပါတယ်ဒါလည်းနိုင်ငံတိုင်းကိုညီဥတန်းဆွေနဲ့ UNOCHA အကြီးအကဲတို့တွေ့ဆုံစင်မှာပြောတာဖြစ်ပါတယ်ဒီတွေ့ဆုံမှုကလည်းနိုင်ငံနိုင်ငံရေးဝန်ကြီးဌာနအပြင်ဘက်မှာရှိတဲ့ယာယီဆောင်မှာတွေ့ဆုံခဲ့တဲ့ပုံစံမျိုးမြင်ရတယ်ဗောနဒါဟိုတဘာဝကြပါတယ်ကျွန်တော်တို့တကယ်ခံစားနေရတယ်ဆိုတော့ဒါတဘာဝကြပါတယ်ဆိုတော့ဘာပြောဒီအကူအညီတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုနည်းနဲ့ပြည်သူတွေလက်ထဲရောက်မလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်မယ်ဒီ UNOCHA တို့ဘာလို့ပို့တာကြတော့ဒီအစိုးရနဲ့တိုက်ရိုက်တွေ့တယ် တော့အစိုးရနဲ့ဘယ်လိုတို့တနည်းတဖုံပြည်သူတွေဘယ်လိုကူညီရမလဲဆိုတဲ့ပုံစံသွားမယ်ပေါ့အဲ့ဒီမှာခုနကကျွန်တော်ပြောတဲ့ပြည်သူလက်ထဲကိုအကူအညီဘယ်လိုရောက်မလဲဆိုတဲ့အနည်းတနည်းပေါ့အဲ့ဒါကဘာလဲဆိုတော့လက်ရှိအစိုးရနဲ့လုပ်နေတဲ့ဟာတွေကတော့တနည်းတဖုံကတော့ဒီပြည်လဲချူတော်ရင်းလုပ်ငန်းတွေမှာဝင်သွားမှာတော့တနည်းတဖုံကတော့ဝင်သွားမှာဒါပေမဲ့ဒီအစိုးရကိုမပေးဘဲနဲ့ကူညီသွားမယ်လို့ဘာလို့အဲ့ဒီနောက်နိုင်ငံအချို့អော်ဟင်းနေတာရှိတယ်ပေါ့ အဲ့ဒီဩစတြေးလျတို့ပြီးလို့ရှိရင်ဒီဒီတိန်တို့ပါတော့ဗောနော်အဲ့လိုမျိုးအော်ဟင်းနေတာရှိတယ်ဗောအဲ့တော့အစိုးရကမပေးဘဲနဲ့အဲ့ဒီပတ်စံတွေကဘယ်လိုနီးနဲ့သွားမှာလဲဆိုတော့ပြည်တွင်းမှာလည်းတို့အခြေဆိုင်တဲ့ agency တိတ်မရှိတော့ဘူးဥပမာချက်ချနေတော့ရှိတယ်ဒီတစ်ခေါက်ကနောက်ပွင့်လင်းပြောရင်ချက်ချနေတော့မှတော်တော်များများနေရာတွေမှာသူကိုယ်တိုင်အင်းနိုင်အင်းတိုင်းအားတိုင်းမလုံနိုင်ဘာကြောင့်လဲဆိုတော့သူလည်းသူ့အင်အားနဲ့သူလုံနေရတဲ့ခါကျတော့သူပတ်စံအများကြီးအဲ့နောက်နိုင်ငံပြည်တဲ့ပတ်စံအများကြီးတွေ တကယ်ပဲမြန်မာနိုင်ငံနဲ့ဝင်မမလားဒါမှမဟုတ်ဝင်တယ်ဆိုလို့ရှိရင်လည်းဘယ်သူတွေလက်ထဲဝင်သွားမလဲဆိုတာလည်းကျွန်တော်စောက်ကြည့်ရမယ်เนาะနောက်တစ်ခုကတော့ကျွန်တော်တို့ဒီအပြစ်ခတ်ရစေးကြီးညင်ညာထားတဲ့ကာလမှာညောင်ကျိုးစခန်းကြရတယ်ဗောနညောင်ကျိုးစခန်းကြရတော့နောက်မှာဆင်လန်ရွာမှာပြန်ပြီးတော့အဲခန်းစစ်ပြင်ပြီးတော့ထပ်ပြီးတော့နေတဲ့အနေထားရှိတယ်လို့ပြောတယ်ဒါလည်းကျွန်တော်တို့ကြားတာပဲရှိသေးတယ်ဘလောက်ထိခိုက်မှုရှိသွားတယ် လဘဘာဖြစ်သွားလဲဆိုတာတော့ကျွန်တော်တို့မပြောတတ်သေးဘူးစခန်းကြရဲဆိုတာတော့ကျွန်တော်တို့ဒါသတင်းရထားတယ်အစိုးရဒါနဲ့ပတ်သက်ပြီးထုတ်ပြန်တာမရှိဘူးအဲ့တော့ပြစ်ခတ်တိုက်ခိုက်မှုရစေထားတဲ့အချိန်မှာလက်နက်ကင်တောင်းကျင်းသူတွေဆိုတာဘယ်တော့မှကတိမတည်နော်အဲ့ဒါတော်တော်များများ Telegram တွေမှာလည်းရေးကြတာတွေ့ချော့ဖြူမှာရှိတဲ့စခန်းနေအီရအဝေးကနေလက်နက်ကြီးနဲ့လမ်းပစ်တယ်ကွာမှာရှိတဲ့စခန်းနေဟောကွာမှာရှိတဲ့ဒီလုံခြုံရေးယူနေတဲ့ရေးတဲ့တင်မော့တွေကို က်နဲ့ကြီးနဲ့လှမ်းပစ်တယ်။နောက်ပြီးတောင်ခန်းဒေသမှာရှိတဲ့စခန်းလေးလာတိုက်တယ်။ပမော်မှာရှိတဲ့စခန်းလေးလက်နဲ့ကြီးနဲ့လှမ်းပစ်တယ်။ဒီလိုခြေနေမျိုးတွေနေစဉ်နဲ့နေပါလို့တယ်။အဲ့တော့အစိုးရကတော့သူကတိတိုင်းသူဆက်သွားမှာဆက်သွားမှာပဲပါပြီးတော့ဒီနေ့၉ရက်ဆိုလို့ရှိရင်နောက်ထပ်ဒါ၁၇ရက်လောက်ထိကိုသူ ကတိတိုင်းဆက်ပြီးမြင်းနေအောင်မှာနော်ခန်းစစ်နေတာနဲ့ဆက်နေအောင်မှာအဲ့တော့ကြော်သွားရင်မလုပ်မလဲပေါ့။နော်ဒီလိုမျိုး ဖောက်ပြက်ခံရတာတွေများပြီပေါ့။ မြားပြီသူတို့ကိုယ်တိုင်အခုဒါတောင်ခမ်းဆိုလို့ရှိရင်လည်းကိုယ့်ရနှစ်တက်ကိုဝင်တိုက်တာတွေပါတယ်ကျွန်တော်တို့မြင်ရတယ်ဗောနော်အဲ့တော့သူတို့ကိုယ်တိုင်အခုလိုမျိုးလုပ်တယ်အခု NUG ကလောက်ခံ PDF ဖွဲ့တယ်ဆိုလဲလူတွေပတ်သက်နေတော့မှာနော်ပကိုးတိုင်းနေသားကြီးအနောက်ချမ်းနေမှာမန္လေးတိုင်းနေမှာငလင်လှုပ်လို့ထိသွားလို့ဆိုမန္လေးတိုင်းမှာလူတက်နေတော့နော်အဲ့တော့ဒီအခုစကိုင်းတိုင်းနေသားကြီးတဲ့မှာအဖြစ်ပြီးနေတဲ့မှာတော်တော်များများဂတိမတည်ဘူးဂတိတည်ဘူးဆိုသူတို့အစောတည်းကလည်းအပြည့်ရမယ်လို့မပြောထားဘူးဗောနော် တော့သူတို့ကတော့ဘူးမျက်နှာမှမထောက်ဘူးလှုပ်တယ်တော့အစိုးရကရောဒီပြစ်ခတ်ရေးစေးကာလာလွန်သွားရင်အဲ့လိုပဲဆက်ပြီးတော့ဟိုနိုင်ငံနေသားတွေဆိုပြီးတော့ထိုင်ကြည့်နေဦးမလားဆိုတော့ဒီလိုပဲကျွန်တော်တို့မေးရတော့မယ်ပေါ့နော်နောက်တစ်ချိန်မှာဒီအနထွင်ရမယ့်ကိစ္စတွေပစိမ့်နဲ့ပေါက်ကြရတွေဖြစ်လာလိမ့်မယ်ပေါ့နော်ဆိုတော့နောက်တစ်နေ့ဘုကတော့အကြိုက်တော့မြို့နယ်တွေမှာဒါ ပြည်တော်စုလမ်းမကြီးအတိုင်းမိုင်တိုင်366 69ကျားမှခီးတဲ့တင်ရင်တစည်းပီ900လောက်နဲ့တဲ့ကြောက်ထုတ်ထိုးချသွားတယ်လို့ပြောတယ်အခုချိန်ဒီရှောက်ဖွေကယ်ဆယ်ရေးတွေလှုပ်ဆောင်နေဆဲဖြစ်ပါတယ်ဧပြီလ10ရက်နေ့ည7:00နိုင်ဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ဒါတည်ဆုံးမှုတွေအတီမပြုတ်နိုင်သေးဘူးပီ900လောက်နဲ့တဲ့ကြောက်ဖြစ်တဲ့အတွက်ဒါတေချာပေါက်တည်ဆုံးမှုထိခိုက်မှုများပြားနိုင်တယ်ဗောနော်အဲ့ဒါဘူတော့ဒါကျွန်တော်တို့တည်င်းအနေနဲ့ဆက်ပြီးတော့စောက်ကြည့်ရအောင်မှာဖြစ်ပါတယ် တော့ဘယ်လိုအခြေအနေဖြစ်မလဲထိခိုက်မှုအနည်းဆုံးဖြစ်ပါစေလို့ပဲကျွန်တော်ဆုတောင်းအောင်มาဖြစ်ပါတယ်နောက်ပြီးဒီလိုငလင်ကာလမှာပေါ့နော်တည်င်းတူတည်င်းအမှားတွေအများပြားပေါ်ထွက်လာတာတွေ့ရတယ်အဓိကတော့ဒီတွင်မှာဗီဒီယိုမီဒီယာတွေကျွန်တော်တို့အားနဲ့ချက်လဲပါတော့ပေါ့ကျွန်တော်တို့အားနဲ့ချက်လဲပါတော့ပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုပြောရတာတိတ်မကောင်းကျွန်တော်တို့ကိုယ်တိုင်လည်းအားနေတယ်အားနေတယ်ဆိုတော့တစ်ဖက်မှာသွားလှုပ်တဲ့ခါကျရင်ကျွန်တော်တို့မှာကိုယ်ကိုယ်လက်လေ နေပါတယ်ပေါ့နော်ငွေလက်လက်နေပါတဲ့ခါကျတော့ဟိုညဆယ်နိုင်ငံလင်းလုံးမယ်နော်ညချောင်းနိုင်ငံလင်းလုံးမယ်စတဲ့ဖြစ်ဒီတည်အမားတွေရောက်ပြည်သူလူထုတွေကဒုက္ခရောက်ကြရတယ်အဲ့မှာမှာဘာဖြစ်လဲဒီငလင်းလှုပ်လှုပ်ပြီးပြီးချင်းမှာနေပြည်တော်သူတွေဆိုရင်ပေါင်းလောင်းဆယ်ကျိုးတော့မယ်နောက်ပြီးလို့ရှိရင်ဒီရေစင်းဆယ်ကျိုးတော့မယ်ဆိုပြီးတော့ဒီဖျားဥပရတန်ဒီဖျားကုန်းအဲ့ဒီကားလမ်းပေါ်မှာအပြည့်တက်ပြီးနေတယ်လူတွေနေမဲလားဆိုတော့မဟုတ်ဘူးအဲ့မှာရှိတဲ့ကားတွေပါ ကားတွေအဝေးပြေးကားတွေပါအဲ့ဒီပုံမှာထိုးတင်ထားတယ်ဆယ်ကျူးမှဆိုပြီးတော့တကယ်တော့ဆယ်ပါမှမပြုတ်ဒီလိုကောလာဟာလာတဲ့နေနေကတော်တော်များများဖြန့်ကြတယ်ပေါ့နော်ဒါဒီငလင်ဘေးဖြစ်တဲ့အချိန်မှာတိတိတသာမြင်ရတဲ့အရာဖြစ်ပါတယ်အဲ့တော့ဒီသတင်းတူသတင်းမိုင်းနဲ့ပတ်သက်ပြီးတော့အတက်နိုင်ဆုံးအစိုးရထုတ်ပြန်ချက်ကိုစောက်ပါနော်ပြောရမှလည်းနည်းနည်းတော့မကောင်းဘူးအစိုးရထုတ်ပြန်ချက်တည်းရလဲအစိုးရကနောက်ကျတတ်ပါနော်သူတို့ကညာ7နိုင်လောက်မှထုတ်ပြန်ချက်စုံတယ်လို့ထင်ပါတယ် ခွင့်ပြုချက်အစစစတင်ရတာနဲ့ပြန်ထွက်လာတာနဲ့ဒီတည်င်းတပုတ်ကိုအတီးပြုတ်ဖို့ဆိုလို့ရှိရင်တော်တော်အချိန်ကြာပါတယ်နောက်ပိုင်းမှာတော့ဒီဘူဂျိုဆော်မင်ထုံးကဒီမီဒီယာတွေမီးတဲ့ခါကြလို့ရှိရင်သူအတန်ဖိုင်နဲ့ချက်ချင်းပြန်ဖြီးတာမျိုးတွေမရှိရင်မရှိဘူးဆိုတဲ့အကြောင်းဖြီးတာမျိုးတွေသူတယောက်တည်းအဲ့လိုမျိုးပြန်ဖြီးနေလို့ရှိရင်ဘရော့ပြီးမှာတော့မပြီးနိုင်ဘူးပေါ့နော်ဟိုတုံနဲ့ အဆင်မပြေနိုင်ပါကြောက်လို့ဆိုသူလည်းသူ့အလုံးနဲ့သူရှုံပါပဲเนาะဒီတစ်ခုတည်းအတွက်သူအာရုံစိုက်နေရတာမျိုးမဟုတ်ဘူးအဲ့တော့တည်င်းမှာအတီးပြုတ်နိုင်မှုတွေတော်တော်လေးဒါနောက်ကျတယ်ပေါ့เนาะအတတ်နိုင်ဆုံးကတော့ဒီပြည်ပြည်မီဒီယာအချို့နဲ့နောက်ပြီးလို့ရှိရင်ဒီ online ပေါ်မှာမမမကန်ရေးသားနေတဲ့သူတွေပေါ့เนาะဘာမှမသိလိုက်ရရင်ပြီးရောပြူရရင်ပြီးရောဆိုပြီးတော့ရေးနေတဲ့သူတွေအတွက်အဲဒါတွေကိုမယုံမနဲ့တကယ်ဒီ အမှတ်သားရှိတဲ့ပေါ့နော်အမှတ်သားရှိတဲ့အများသိတဲ့သတင်းဌာနတွေသုံးလေးခုကြည့်ပြီးတော့မှသတင်းကိုယုံကြားဖို့ပြောချင်ပါတယ်ဆိုတော့ဒီနေ့အတွက်တင်ပြနေရတော့ဒီလောက်ပါပဲခင်ဗျာကြီးစုအပ်ပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ထုံးသနိုင်မဲ့ဒီနေ့လည်းကျွန်တော်တို့ဒီတောက်သုံးရေးပေးဝေးရေးကိစ္စတွေဒီနေ့တည့်ရနောက်နေ့တည့်ရဆက်လုံမယ်ပေါ့အဲ့ဒီအနောက်မှာတော့ကျွန်တော်တို့ပလန်ချထားတဲ့အစားတောက်ဟုတ်နော်အဓိကတော့စားတောက်ကတော့ကျွန်တော်တို့စူးရမူချထားတဲ့အတိုင်းပဲချက်ပြုတ်ပြီးမပို့ဘူးပေါ့နော်အကုန်ညမ်းနေ ဝယ်ဖို့ကြိုးစားနေပါတယ်နောက်ထပ်အဲတိညာနဲ့ချီကုညီဖို့ကြိုးစားနေပါတယ်နော်ကြိုးစားနေပါတယ်အခက်ခဲကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မတော်ရင်ခက်ခဲဖြစ်တယ်ပေါ့နော်မတော်ရင်ခက်ခဲကအခုဆိုရင်ကျွန်တော်တို့ရေဖြန့်ဝေဖို့အတွက်တောင်းဒါမတော်ရင်ခက်ခဲဖြစ်တယ်ရေခက်ခဲပဲလားဆိုတော့မဟုတ်ဘူးပေါ့နော်ဟိုကားကိုခက်ခဲဖြစ်နေတာပွင့်လင်းပြောရအောင်ကျွန်တော်လည်းကားမရှိတော့ကျွန်တော်ကားမရှိတော့ sorry ကလည်းကားမရှိပါဘူးဆိုတော့ တော်လာလို့ရှာရတာတော်တော်လေးအဆင်မပြေဖြစ်သွားဘူး။နောက်ပြီးဒီရေပို့ဆောင်ရေးနောက်ပြီးဒီအခုအစားအသောက်ပို့ဆောင်ရေးတွေမှာမော်တော်ယာဉ်အခက်ခဲဖြစ်တယ်ပေါ့။နောက်ထပ်သိန်းယာဉ်နဲ့ချီထပ်ပြီးကုညီဖို့ကြိုးစားနေပါဗျ။အဲတော့ကျွန်တော်ဗီဒီယိုကြည့်ရှုတဲ့သူတွေတယောက်ချင်းစီတယောက်ချင်းစီရဲ့ဒီကြည့်ရှုမှုတွေနောက်အပိစကားတွေထောက်ပတ်မှုတွေအကုန်လုံးကလည်းဒီပုံမှာအများကြီးတက်ရောက်ပါတယ်။ဒီအလူတွေအကုန်လုံးကကျွန်တော်ဗီဒီယိုကြည့်ရှုတဲ့သူတွေရဲ့အလူပဲဖြစ်ပါတယ်။အဲတော့ ကျေးဇူးအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုအထူးထူးကျေးဇူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတိုက်ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နာမည်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကကုညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကုညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ video လေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ